Hello and welcome back to Lingosphere. ကျမတို့ဘာကြောင့်မို့မိခင်ဘာသာစကားဖြစ်တဲ့ first language လေ့လာရင်ကလွယ်လွယ်နဲ့တက်ပြီးတော့ second language ကိုလေ့လာတဲ့အခါမှာကအဲဘာလို့ခက်ခဲနေတယ်လဲဆိုတော့ကိုသိမိမယ်လို့ထင်တယ်။အသက်ပဲကြီးသွားလို့လားမဟုတ်ရင်စာပဲခက်လို့လားသူရဲ့နော်ဘာသာစကားပဲခက်လို့လားစတဲ့ဖြစ်အကြောင်းရင်းများစွာရှိနိုင်တယ်ပေါ့နော်။ဒါဆိုရင်ဒီနေ့ရဲ့ topic ကဘာကြောင့်မို့ first language လေ့လာတာကလွယ်ပြီးတော့မှ second language လေ့လာတာခက်တယ်လေဆိုတော့နောက်ွယ်ကအကြောင်းရင်းတွေကိုအတူတူကလေ့လာကြည့်အောင်ပထမဆုံးအချက်အနေနဲ့က H and brain development လို့ခေါ်တဲ့အသက်အရွယ်နဲ့ဦးနှောက်ဖွံ့ဖြိုးမှုဆက်နွယ်မှုကြောင့်ဖြစ်တယ်ပေါ့နော်ဒီနေရာမှာဘာကိုပြောချင်တာလဲဆိုတော့ကျမတို့လူသားတွေရဲ့ဦးနှောက်မှာ language တစ်ခုကိုလေ့လာဖို့အတွက် ability ရှိတယ် ဒါပေမဲ့အဲ့ဒီအရာက only at the right time သူအချင်းတခုအတော်အတွင်းမှာပဲအဲ့ဒီအရာအကောင်းဆုံးဖြစ်ပေါ်ရဲပေါ့နော်အဲ့ဒီအရာကိုသိပ္ပံညာရှင်တွေက critical period လို့ခေါ်တယ်အခုပုံမှာပြရတဲ့အတိုင်းပဲအသက်ခုနှစ်နှစ်မတိုင်ခင်အချင်းတော်အတွင်းကအဲလူတယောက်အတွက်ပေါ့နော် language ကိုလေ့လာဖို့အတွက်အကောင်းဆုံးအချင်းဖြစ်တယ်ဒီရဲ့အချင်းမှာအုံနောက်ဟာဘာမှ effort တွေအများကြီးထည့်ရှာမလို့ပဲပေါ့နော်အဲ automatic language တကူကို absorb လုပ်နိုင်တယ် pick up လုပ်နိုင်တယ်ဒါပေမဲ့အသက်ကြီးလာတာနဲ့အများပေါ့နော်ဒီရဲ့ natural ability တဘာဝစွမ်းရည်ရာတဖြည်းဖြည်းနဲ့နှီးကွေးလာတယ်ပေါ့နော်အဲပြီးတော့လည်းကျမတို့က second language ကို အချိန်တစ်ခုရောက်မှပဲသင်ကြတာများတယ် အဲ့ဒါဆိုတော့အဲကျမတို့ကပို့ပြီးတော့မှအချိန်လဲလိုရတယ်ပို့ပြီးတော့မှ practice တွေလိုတယ်ပြီးတော့ပို့ပြီးတော့လဲ patient ပေါ့နော် ပို့ပြီးတော့လဲစိတ်ရှည်ရမယ်ပေါ့နော်အဲနောက်ထပ်ဒုတိယတစ်ချက်အနေနဲ့ကတော့ natural exposure ဒီနေရာမှာကျမတို့ဒီလိုမျိုးကလေးလေးတွေပေါ့နော် baby လေးတွေသူတို့ရဲ့ first language ကိုဘယ်လိုမျိုးလေ့လာတယ်လဲဆိုတာကိုတစ်ချက်တွေးကြည့်အောင်သူတို့တွေဟာနေ့တိုင်း um မိဘရှိရာဖြစ်မယ်အဖိုးဘွားရှိရာဖြစ်မယ်ပတ်ဝန်းကျင်အတိုင်းဝန်းကဖြစ်မယ်ပြီးရင်တို့တွေရဲ့တဏီရရပေါ့နော်ဈေးသွားတာပဲဖြစ်ဖြစ်တို့ကစားခွင့်သွားတာပဲဖြစ်ဖြစ်ပေါ့နော်တို့တွေဟာအမြဲတမ်းဒီတို့ရဲ့ language ကိုထိတွေ့နေတာ for example ကျမတို့ကမြန်မာဆိုတော့ကျမတို့ဘယ်နေရာသွားသွားပေါ့နော်မြန်မာစကားကြားရတယ်အဲ့ဒါကကလေးတွေဟာရွယ်ချက်ရှိရှိနဲ့တို့ရောအဲ language ကို study လဲလုပ်နေရလဲမဟုတ်ဘူး ဒါပေမဲ့သူတို့ဟာနေ့တိုင်းအဲ့ရဘာသာစကားကိုထိတွေ့နေတယ်ပေါ့နော်ဒါပေမဲ့ကျမတို့ second language လေ့လာတဲ့အခါမှာကြည့်အောင် for example ကျမတို့ english ပေါ့နော်အဲ english လို့ပြောလိုက်ရင် ကျမတို့ကများတော့အဖြစ်ကအကြောင်းသွားမှာပေါ့နော်အခန်းထဲမှာမှာစာသင်ခန်းထဲမှာမှာဆရာမနဲ့မှာဒီလိုမျိုးပေါ့နော် ကျမတို့ first language နဲ့ second language ကိုအဲထိတွေ့တဲ့ပတ်ဝန်းကျင်ကလည်းအရန်ခြားနာတယ်ပေါ့နော် အဲများတော့ဖြစ်က second language ဆိုရင် ကျမတို့အခန်းထဲမှာဆရာမတွေနဲ့အဲဘယ်လို grammar rule တွေတင်နေဘယ်လို meaning တွေချက်ရမယ်ပြီးရင်ကနောက်တစ်ခုရှိတာကတပတ်မှာတော့မှ9ရက်ပဲပေါ့နော်ကျောင်းသွားတဲ့အချိန်ကအဲ့ဒါဆိုရင်ကကျမတို့မှာကအဲဒီ second language အတွက်က input ပေါ့နော် input တွေမလောက်ဘူးပေါ့နော် အဲကျမတို့ဒီ first language ကတော့နေ့တိုင်းထိတွေ့တဲ့အတွက်ကြောင့်မို့စကားလုံးနဲ့အကုန်လုံးနားယူရတယ်ပေါ့နော်။ဒါပေမဲ့ကျမတို့ကအဲအခန်းထဲမှာလည်းမြန်မာဘာသာစကားနဲ့လည်းပြန်သင်တော့ပို့ပြီးတော့မှကျမတို့မှာဒီ input မရှိဘူးပေါ့နော်။ input တွေ sufficient input မရှိဘူး။အဲဆိုတော့ဒီလိုမျိုးအာ daily exposure ပေါ့နော်။နေ့စဉ်နေ့တိုင်းထိတွေ့မှုမရှိတော့ကျမတို့တို့ကအဲ vocabulary တွေ grammar တွေအကုန်လုံးပေါ့နော်။အဲအရာတွေကိုအဲ pick up လုပ်ဖို့တို့က ခက်ခဲတယ်ဘာလို့လဲဆိုတော့အခန်းထဲမှာပဲတင်းနေအခန်းထဲမှာပဲပြီးတယ်လက်တွေ့ဘဝမှာသုံးတာနည်းတယ်ဆိုတော့ကျမတို့ကဒီလိုမျိုး first language နဲ့ second language ကိုအဲထိတွေ့တဲ့နေရာမှာလဲအဲ quarter ချက်တွေရှိတာရှိတယ်အဲတတိယချက်အနေနဲ့ကတော့ emotional connection စိတ်ပိုင်းဆိုင်ရာဆက်နွယ်မှု ါပေမဲ့ဒီလိုမျိုးအတိတ်ပဲပြန်တလားဆိုတာလည်းကျွန်မလည်းမသိချပါဘူးဘာလို့လဲဆိုတော့မြန်မာစကားကကျွန်မအတွက် second language ဖြစ်တဲ့အတွက်ကြောင့်မို့စကားဝဲရတယ်တချို့ word တွေကိုဆိုရင်အဲ translate မလုပ်နိုင်တာတွေဒါတွေရှိပါတယ်အဲအရိုလည်းနားလည်ပြစ်စစ်ခြင်းနဲ့ဒါဆိုရင်ကျမတို့မိခင်ဘာသာစကားလို့ပြောလိုက်တဲ့အခါမှာကျမတို့အတွက်ကတော့ဘာသာစကားတစ်ခုတည်းပိုလေးနက်တယ်ပေါ့နော် ကျမတို့ချစ်တဲ့အတိုင်းဝိုင်း society ပြီးတော့ကျမတို့ရဲ့မိဘတွေ ဲပြီးတော့ကျမတို့ရဲ့ cultural context ဆိုတော့ကျမတို့ရဲ့ဒီလိုမျိုးပေါ့နော် past နဲ့ attachment နေရှိတယ်ဒါပေမဲ့ကျမတို့ second language လို့ပြောလိုက်တဲ့အခါမှာကကျမတို့ရဲ့ကြောင်းနေတိုင်းတွားရတယ်အဲပြီးတော့ grammar rule တွေပေါ့နော် ပြီးရင် meaning တွေချက်ရတယ်ပြန်ပို့ဆိုတာက exam ရှိတယ်ပြန် test ရှိတယ်အဲ့ဒါတွေကလည်းလွယ်ရလဲမဟုတ်ဘူးပေါ့နော်ခက်ခဲတယ်ဒီအရာတွေကကျမတို့ ဘာသာစကားလေ့လာဖို့အတွက် pressure တွေရှိရပါတော့ကျမတို့ကိုအဲចောင်းသားတယောက်အနေနဲ့ကစိတ်ညစ်တယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးခံစားချက်တွေရှိစေတယ်ဒါကြောင့်မို့ဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာခံစားချက်တွေရလဲပေါ့နော် language ကိုလေ့လာတဲ့အခါမှာတယောက်မှုရှိတယ်ဆိုတော့ကိုနားလည်ထားရပါမယ်နောက်တစ်ချက်ကတော့ fear of making mistakes အမားလုံးမိမအောင်ကြောက်တာပေါ့နော်အဲကျမတို့ပြန်တွေးကြည့်အောင်ကလေးလေးတွေအခုမှ စကားပြောတတ်ခါစားအွေလေးတွေပေါ့နော်သူတို့တွေစကားပြောတဲ့ခါမှာအမားတွေအများကြီးပါတယ်ဒီအချိန်မှာမိဘတွေကပြန်ပြင်ပေးလေသူတို့ကိုပြန်ပြီးတော့ပြောခိုင်းလေပြီးတော့သူတို့ကို encourage လုပ်တယ်ပေါ့နော်ဒီအရာတွေကြောင့်ပဲကျမတို့ဟာမိခင်ပါတာစကားဆိုရင်ကမားကလည်းမကြောက်ဘူးအဲအမားလို့ဖို့လဲကိုမချက်ဘူးပေါ့နော်ဒါပေမဲ့တစ်ဖက်မှာ second language လို့ပြောလေ့လာတဲ့အခါမှာတော့နော်အထူးသဖြင့်က adopted learner တွေပေါ့နော် သူတို့ဟာပို့ပြီးတော့ အမားလုံးမိမာကိုကြောက်တယ်ဘာလို့လဲဆိုတော့ဒါတငယ်ချင်းတွေရီးပေးမှလားဒီလိုမျိုးပေါ့နော်အဲဒီလိုမျိုးအရာတွေကြောက်မှုလဲဒီ language လေ့လာတဲ့အခါမှာနေကွေးစေတယ်ဒါပေမဲ့တိထားရမှာကအမားဆိုတာက is a sign of progress အဲ့ဒါကကိုယ့်ရဲ့တိုးတက်နေတဲ့ sign တကိုဟုတ်တယ်ပြီးရင်ကိုကအဲလေ့လာနေလဲကိုကသွေးနေတယ်ကိုကစူးစမ်းနေတယ်ဆိုတော့အရာကိုလည်း ပေါ်လင်းစီတယ်ပေါ့နော်အဲအကြောင်းမို့အကောင်းဆုံးကတော့ practice weight of fear မကြောက်ပဲနဲ့အမြဲတမ်း practice လုပ်ပါပြီးအမားလို့ဖို့လဲမရှက်ပါနဲ့ဘာလို့လဲဆိုတော့အမားကနေအဲတင်ယူပါဒီအရာကကိုယ်ကိုတဖြည်းဖြည်းနဲ့အဲတိုးတက်လာစီမှာဖြစ်တယ်ဟုတ်ပြီနောက်ဆုံးတစ်ချက်အနေနဲ့ကတော့ learning environment လို့ခေါ်တဲ့ဘာသာစကားလေ့လာတဲ့ပတ်ဝန်းကျင်ပေါ့နော်ဒီနေရာမှာကျွန်တော်မိခင်ဘာသာစကားအတွက်ကကျွန်တော် classroom ထဲမှာ ဒီလိုမျိုးလေ့လာတာမဟုတ်ဘဲနဲ့တကယ်အပြင်ဘဝမှာအဲတကယ် real life communication လည်းဖြစ်တယ်ပြီးရင် informal setting လည်းဖြစ်တယ် supportive environment လည်းဖြစ်တဲ့နေရာမှာကျမတို့ဟာလေ့လာတယ်ဒါပေမဲ့ second language အတွက်ကတော့ကျမတို့ဟာတကယ် formal setting လို့ပြောတဲ့အကြောင်းတွားရတယ်ပြီးရင် test book တွေကင်ကြတယ်ပြီးရင်ကျမတို့ဟာ exam တွေလည်း test တွေလည်းအဲဖြေရတယ်ပြီးတော့အဆင့်သတ်မှတ်ချက်ပေါ့နော် grade တွေလည်းရှိတယ် ဒီရဲ့အရာတွေကကျမတို့ရဲ့ language learning လုပ်တဲ့အခါမှာကျမတို့ကို stress တွေဖြစ်စေတယ်ပေါ့နော်ပြီးရင်တကယ် um authentic life ပေါ့နော်တကယ် real life နဲ့လည်းနည်းနည်းမအဆက်သလိုမျိုးဖြစ်စေတယ်ပေါ့နော်ဒါကြောင့်မို့အခုလိုမျိုးပတ်ဝန်းကျင်ကလည်းအဲကျမတို့ကိုဒီ language ကိုလေ့လာတဲ့အခါမှာ confidence ကိုညှော့နေစေတယ်ပြီးတော့ motivation တွေကိုလည်းညှော့နေစေတယ်တခုအရာတခုဖြစ်တယ်ပေါ့နော် ပို့ပြီးတော့ရှင်းလင်းသွားအောင် acquisition နဲ့ learning the word နခုရဲ့ခွာခြားချက်ကိုအနည်းငယ်ပြောပြချင်တယ် acquisition ဆိုတာကကျမတို့ language တစ်ခုကိုရွယ်ချက်ရှိရှိနဲ့ပေါ့နော်လေ့လာတာမဟုတ်ဘဲနဲ့ real life communication meaningful communication ကနေကျမတို့ pick up လုပ်လိုက်တာ absorb လုပ်လိုက်တာစုံယူလိုက်တာပေါ့နော်ပြောမှဆိုရင်ကျမတို့ဟိုးငငယ်တုန်းကမိဘတွေရှေ့ကနေပဲဖြစ်မောင်နှမတွေရှေ့ကပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်သူတို့ပြောတဲ့စကားတွေကနေကိုကအဲ ကောက်ယူလိုက်တဲ့အဲစကလုံးနေပေါ့နော်အဲအဲ့လိုမျိုးအဲ့လိုမျိုးကနေကျမတို့ဘာသာစကားကိုတက်လာတယ်ပေါ့နော်ဒီရဲ့အရာကအဲ့ဒါကြောင့်မို့ similar to chinese first language acquisition အဲ့ဒီအရာက subconscious မတိစိတ်ကနေကျမတို့ဟာအဲ language တစ်ခုကိုလေ့လာရတယ်ပေါ့နော် ပြီးရင်ဒါက implicit knowledge ဟုတ်တယ်။ဟုတ်ပြီဒါပေမဲ့တခြားတစ်ဖက်မှာ learning လို့ပြောရင်က तू က formal knowledge of language ဖြစ်တယ်။ကျမတို့တောင်ကရွယ်ချက်ရှိရှိနဲ့လေ့လာတာ။ဥပမာကျမတို့ English တွေပေါ့နော်သရုပ်တွေဒါတွေကကျမတို့ရွယ်ချက်ရှိရှိနဲ့လေ့လာတယ်။ explicit knowledge ဟုတ်တယ်။ conscious ဆိုရယ်သိစိတ်ကနေကျမတို့ရွယ်ချက်ရှိရှိလေ့လာတယ်။ဟုတ်ပြီဒီလိုဆိုရင်ကျမတို့ acquisition နဲ့ learning ကိုသဘောပေါက်မယ်လို့အဲထင်ပါတယ် โอเคဒီနေ့ဆွေးနွေးထားတဲ့အကြောင်းအရာကလေအသွေးအမြင်အသည့်ဘ ഹു ဒုတာအသည့်တွေရရှိမယ်လို့မျှော်လင့်ပါတယ်အကုန်လုံးပဲ see you bye bye